ဆုသတ်ပါခင်ဗျာကျွန်တော်စွမ်းဝင်ကြီးဌာနညွှန်ကြားမှုပါခင်ဗျာဟုတ်ကဲ့အခုကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ဝင်ကြီးဌာနရဲ့ကျွန်တော်ပြည်တော်ဝင်ကြီးတွေရောက်ဝင်ကြီးနဲ့လူကြီးတွေရဲ့ကျွန်တော်တို့အစီအမံနဲ့ပေါ့တို့ရညွှန်ကြားချက်နဲ့ကျွန်တော်ရောက်ရှိလာတဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့ဒီမှာဒီ MSG ဝင်နေမှာပေါ့နော်အော်စနစ်တကျနေရာခြားလာပြီးပြီးတော့မှကျွန်တော်တို့တဲတွေကန့်တွေနဲ့အရောက်ရောက်ရှိလာတဲ့ဝန်ထမ်းမိသားစုတွေကိုကျွန်တော်တို့စနစ်တကျနေရာခြားလာပြီးပါတယ်မိသားစုလိုက်များရဲဆိုရင်တော့နှစ်နေရာပေါ့လည်းနည်းရဲဆိုလို့ရှိရင်တော့ဒစုပေါ့ကဲဒီလူပြိုးပြိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ယောက်တခန်းထားလာပြီးတာလည်းရှိပါဒီနေ့ကနေရာအခက်အခဲလေးရှိပါပြီနော် ဒါပေမဲ့ဟိုနေရာခက်ခဲရှိမယ်လေကျွန်တော်တို့ရဲ့ဟိုစီမံကုကဲတဲ့အပိုင်းလေးကိုဖက်လူကြီးတွေကိုတင်ပြပြီးတော့မှလူကြီးတွေနဲ့ကျွန်တော်အဆင်ပြေအောင်ကျွန်တော်တို့ဟိုကူညီဆောင်ရွက်ပေးရတယ်ခင်ဗျာအလင်းခန်းသားတွေတော့အဲ့ဒီကကျွန်တော်ရုံးဖွင့်ရပေါ့ကျွန်တော်ရုံးမှာပေါ့နော်ရုံးမှာဆိုတော့ကျွန်တော်ရုံးကတပည့်တွေကိုလည်းဟိုလှုပ်နေတဲ့အချိန်မှာတခြားအနေမဖြစ်အောင်တော့အကုန်လုံးပြန်ထွက်ခိုင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုရုံးကနေဟိုအိမ်ကိုပြန်မှုအမိတ်ရတဲ့အချိန်မှာအိမ်ပြန်တဲ့အချိန်မှာကျွန်တော်အိမ်ရောက်တော့တော်တော်လေးကို ပြိုကျပျက်စီးပြီးတော့မှအမေအိမ်မှာလည်းမျိုးသမီးတယောက်လည်းကျန်ခဲ့တော့သူလည်းမရရအောင်ရုံထွက်နိုင်ခဲ့တာပေါ့နော်ကျွန်တော်တို့ခန်းတော်မြင်ညီရဆိုပေမဲ့ကျွန်တော်ပွင့်ပြီးတော့မှနိုင်ငံနေပြိုလဲပြီးတော့မှအဲထဲရပစ္စည်းတွေကိုမရရအောင်ဆွဲထုတ်ရတယ်ဒါအသက်အန္တရာယ်တချို့တွေလည်းတည်ဆုံသွားတယ်လူလည်းရှိတယ်၄၅၆ရက်နေမှဒီ dead body တွေပြန်ထိုးရတဲ့အပိုင်းတွေလည်းရှိတော့နော်တော်တော်လေးတော့ဒီငလျင်ကတော့ကျွန်တော်တို့ဒီအသက်အရွယ်အပိုင်းချမှာတော်တော်လေးကျန်းတိုင်းပြီးတော့မှပြင်းထန်တဲ့အတွက်ကြောင့်မို့လို့ ဝန်ထမ်းတွေရောတချို့ပြည်သူတွေရောဒါဒုက္ခရောက်ကြရှိပါတော့เนาะဒါပေမဲ့အခုလိုတော့ကြောက်ရွံ့ပဲလေအခုလိုကိုညီတဲ့အဖွဲ့အစည်းတွေရှိတော့လေကျွန်တော်တို့ဒါပဲဖြစ်ကျွန်တော်အတက်ရတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တော့ဒီမှာကျွန်တော်မှဒီမှာကမ့်2ပေါ့เนาะဒါကျွန်တော်တို့ဘဲဝန်ကြီးဌာနနေပြီးတော့မှနေရာ3နေရာပေးထားတာပေါ့ကမ့်1ဆိုတော့တနေရာရှိပါဒါကမ့်2ပေါ့နောက်ကမ့်3ပေါ့ကျွန်တော်ဒီဝန်ကြီးဌာနရဲ့ကျွန်တော်ဒီမှာအကုန်အဖွဲ့ခေါင်းဆောင်နေနဲ့ကျွန်တော်ဒီဝန်ထမ်းတွေရဲ့မိဂူတွေကကျွန်တော်စားတော့ရေးနေထိုင်ရေး ပြုလို့ရင်ကျဲမာရေးကိစ္စတွေအားစားကျွန်တော်အကူအညီဖြည့်ရှင်းပြီးတော့မှကျွန်တော်ဆောင်ပေးနေရုံးရလဲကျွန်တော်တက်ရပါတယ်ဒီမှာလဲကျွန်တော်တောင်းယူပြီးတော့ဟိုဟိုဖြည့်ရှင်းဆောင်ပေးနေပါတယ်ဟိုလောလောဆယ်တော့ကြောင်းပိတ်ထားတာရှိတယ်ဗျာကြောင်းပိတ်ထားရင်လဲကျွန်တော်တို့ဒီမှာဝန်ထမ်းအားလုံးဒီမှာစုစည်းရတဲ့ကြောင်းမလို့ဒီမှာတော့ဖေးတွေရှိတယ်ဗျာရုံးတက်လဲဖေးတွေရှိတယ်ကြောင်းတက်မယ်ဆိုလို့ရှိရင်လဲအဆင်ပြေပါဒီကနေကျွန်တော်ကြောင်းကိုဖေးတွေနဲ့ကျွန်တော်တို့ဟိုပို့ပြီးလို့ရပါတယ်အဆင်ပြေပါတယ်ရွှေတန်လင်းရောတော့ကျွန်တော်တို့နှစ်တိုင်းလာလှူနေကြပေါ့ဟိုအများတန်းလဲနေရာမရွေးပါလှူနေကြရှိပါတယ်ဘာလို့ဆိုတော့ ။ဗကြံဆိုလို့ရှိရင်ကျွန်တော်ရွှေတန်လင်မန်းတက်မှာလာပြောစရာကျွန်တော်တို့အာဗကြံသမင်းနေစားကြတော့ကြတိုးကြဝေးကြဗကြံလည်းကျွန်တော်တို့မလို့ပြတော့အမကိုဘေးနဲ့ဗန်းလည်းဆိုတော့နောက်ပိုင်းအခုဟိုလှူလို့ရတဲ့နေရာလေးရွှေတန်လင်ရောက်နောက်လျှောက်လှူနေရတဲ့ကြောင့်မို့ကျွန်တော်တို့ဒါရှေ့ဆက်ပြီးတော့လည်းဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာဟလာအချိန်မီနေရာမျိုးလိုက်လံကူညီပေးရွှေတန်လင်ကိုတော့ကျေးဇူးအထူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။နောက်လည်းဒီတဲ့ရွှေတန်လင်ငါဝန်ထမ်းတွေရောဝန်ထမ်းအကြီးအကဲတွေရောဒီတဲ့မကတိုးတက်ပြီးတော့မှ လှူဒါန်းနိုင်ပါစေလို့ကျွန်တော်လည်းဒီရဝန်ထမ်းတွေကိုစားကျွန်တော်ကျေးဇူးတင်ကြောင်းပြောကြားလိုပါတော့ မင်္ဂလာပါဟုတ်ကဲ့အဲကျွန်မကဆရာမဒေါခင်မိုးမိုးအောင်ပါရှင့်အထက်က9ဝါပါထက်တန်းပြတရားပါရှင့်ဟုတ်အဲ့နေ့ကတော့ကျွန်မတို့ဝါပေါ့ဟိုဝါပေါ့ထက်တန်း moment တန်းအင်္ဂလိပ်စာ moment တန်းတဲ့အတွက်အထက်က3ပြင်မနာမှာရောက်နေပါတယ်ရှင့်ငလင်းလှုပ်တဲ့ချိန်မှာကျွန်မတို့ပြင်မနာမှာရောက်နေပါတယ်ဟုတ်ကဲ့ကျွန်မတို့ငလင်းဖြစ်ပွားတဲ့နောက်မှာဟိုပါပေါ့ပြင်မနာနေဒီကိုပြန်လာဖို့အတွက်လမ်းလေးလည်းတော်တော်ပြည့်စည်နေရပေါ့နော်ပြန်ရောက်တဲ့အခါမှာကျွန်မတို့အိမ်ကြီးကဟိုဝါပေါ့တချမ်းဆောင်းပြီးတော့ပြိုပြိုအလုံးဝကြီးတော့ပြိုမသွားပြီမဲ့တချမ်းဆောင်းသွားခဲ့ပြီပေါ့အဲ့ဆိုတော့ကြတော့ ဟိုနေလို့မရတဲ့အနေအထားမှာရှိသွားတယ်ပေါ့အိမ်ကတော့အိမ်ကလူတွေတော့အသက်ဘေးကနေတော့လွတ်ခဲ့ပါတယ်ရှင့်မိသားစုဝင်တွေအားလုံးတော့ တက်ပြီးတော့လုခဲ့တယ်တက်အန်ဒီရတော့မရှိခဲ့ဘူးဒါပေမဲ့အိမ်ကတော့နေလို့မရအောင်ပြည့်စည်သွားခဲ့ပါကျွန်တော်တို့ဖြစ်ဖြစ်ချင်းညနေမှာပဲပေါ့နော်ကျွန်တော်တို့ကဖုံဖုံကြီးရဲ့အိမ်မှာကိုလုံခဲ့ရပါတယ်အဲ့မှာပေါ့ကျွန်တော်တို့ဖုံဖုံကနေပြီးတော့ကျွန်တော်တို့ကိုတောက်ရီတုံးရီနေဖို့အတွက်အဆင်ပြေအောင်အကုန်လုံးဆောင်ရွက်ပေးခဲ့ပါတယ်စားဖြစ်ဖြစ်ချင်းနေရဆိုရင်ဒီမှာဟောပါပေါ့ဝန်ထမ်းနေကျွန်တော်ကဝန်ထမ်းနေများတော့ဝန်ထမ်းဦးရီလူတစ်ထောင်လေးပါလောက်ရှိပါတယ်ကျတော့မီးတွေပါပြည့်တဲ့အခါမှာဖုံဖုံကရေရဖို့အတွက်ဆိုလို့ရှိရင် အပြင်ကနေပြီးတော့ရေကားတွေတဲအဲ့လိုမျိုးရအောင်ဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။အကုန်လုံးတော့အခက်အခဲတွေတော့ဖြစ်ခဲ့တာပေါ့။အလူရှင်တွေလာတယ်ဆိုလို့ရှိရင်ကျမတို့ကလူရှင်တွေစီကနေပြီးတော့ဟိုထမင်းနေပါတယ်အဲ့လိုမျိုးရှိတယ်ဆိုရင်ဘုံဘုံကလူရှင်ရှိတယ်ပေါ့။လူရှင်မရှိဘူးဆိုရင်တော့ကိုကကိုချက်ပြီးတော့ကြတော့အဲ့လိုမျိုးကျမတို့အကြောင်းနေနေကတော့ပြုပြင်မှုအကြီးစားပြုလုပ်ရတဲ့နေရာပေါ့အခုအကြောင်းဖွင့်မှုအတွက်ကကျိုးတိပြင်ဆင်မှုတွေကျမတို့လုပ်နေပါပြီအာဒါကတော့အာဒီသဘာဝပေးရတော့အားလုံးရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို ခက်ခဲတွေကတော့ရှိကြမှာပါပေါ့ကျမတို့နေအခုဒေါ်လာဆယ်ကျမတို့ဖုန်းเจ้าမှာနားခွန်နေရတယ်အဲဟိုပါပေါ့ကျမတို့နေဖို့အတွက်အဲပြင်ဆင်မှုတွေလုပ်ရမယ်ပေါ့နေဖို့အတွက်ပြင်ဆင်မှုတွေလုပ်ရမယ်အလူအလူရှင်တွေရှိနေတော့ကျမတို့အခုဆိုလို့ရှင်ချက်ပြုံမစားရသေးဘူးပေါ့โอเคပြီအလူရှင်တွေမရှိဘူးဆိုလို့ရှင်လည်းကိုယ့်ကိုချက်စားဖို့အတွက်ဒူတင်ပြင်ဆင်မှုတွေအများကြီးတော့လုပ်ရအောင်ပါပါရှင့်ဒီရွှေသန်လွင်မိသားစုကနေပြီးလာလူတဲ့တန်းတဲ့ပေါ့ကျမတို့ဒီမှာနားခွန်နေတဲ့အပရိသတ်ရဲ့ကိုစားကျမ ကျွန်မကနေပြီးတော့ဂျေဇူးအထူးတင်ရှိပါတယ်လို့ပြောကြားပြရပါစေ။နောက်တစ်ခုဆက်လက်ပြီးတော့ကြတော့လေဒီထက်ပိုပြီးတော့လှူဒန်းနိုင်တဲ့အခြေအနေတွေရောက်ရှိပါစေလို့လည်းပြောကြားပြရစီရှင်။ကိုလိုမျိုးလာလို့ပေးရတဲ့အတွက်ဂျေဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။